မင်္ဂလာပါခင်ဗျာဒီမိုကရေစီမြန်မာအတန်ရုပ်မြင်သံကြားအစီအစဉ်တွေကိုရှုစားနေရတာဖြစ်ပါတယ်ဒီကနေ့မြန်မာတက္ကသိုလ်1384ခုနှစ်ကစုံလာပြည်ကျော်2ရက်ခရစ်တက္ကသိုလ်2012ခုမေလ9ရက်တနင်္လာနေ့ညနေ4:00နာရီအထိစူးစီးရရှိထားတဲ့သတင်းတွေဆက်သွယ်မြန်မြန်ချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့အမေရိကန်ဆိုးရရဲ့ကမ္ဘာအမျိုးသမီးရေးအတံမတ်မယ်လနီဗာဗီယာနဲ့ဒေါ်ဆန်းစုကြည်တို့တက္ကသိုလ်ကြီးစားလန်းကနေမှာဒီလ6ရက်နေ့ကတွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံပြီးဒေသရှင်နေပွဲမှာတော့မြန်မာနိုင်ငံထဲကအမျိုးသမီးတွေရင်ဆိုင်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေနဲ့အခွင့်အရေးတွေကိုလေ့လာနိုင်မှုအတွက်လာရောက်တာဖြစ်ကြောင်းအမေရိကန်အမျိုးသမီးရေးအတံမတ်ကဒင်းတော့တွေကိုပြောဆိုသွားပါတယ်။ခုခီးစဉ်တွဲမှာမြန်မာဆိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးမျိုးသမီးတို့ရဲ့ဂျမ်းမာရေးပညာရေးစီးပွားရေးကဏ္ဍတွေအပြင် မျိုးသမီးအခွင့်အရေးကာဝယ်စောင့်ရှောက်ရေးကိစ္စတွေကိုလည်းဆွေးနွေးသွားဖို့ရှိနေပါတယ်။ဒါ့အပြင်တာမတ်ကြီးဟာထိုင်းနိုင်ငံချင်းမိုင်မြို့မှာအခြေစိုက်တဲ့မြန်မာမျိုးသမီးဖွဲ့တွေနဲ့လည်းတွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။၂၀၀၉နှစ်မော်ဒန်နဲ့အထက်ကားတွေကိုပါမစ်မလို့ပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းစီးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကဒီကနေ့နေ့ပိုင်းမှာပြုလုပ်တဲ့မီဒီယာရဲ့တွေ့ဆုံပွဲမှာတရားဝင်ထုတ်ပြန်လိုက်ပါတယ်။၂၀၀၉နှစ်မော်ဒန်အထက်ကားတွေကို ဘယ်မောင်းညာမောင်းကန့်သက်ချက်မရှိဘဲလွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်တဲ့အတွက်ပြည်ပကားတင်သွင်းခွင့်ပါမစ်ဇင်းနှုန်းတွေကျပ်340ကျော်ဝင်းကျင်ကနေ330အောက်အထိကျဆင်းသွားပဲရှိတဲ့ကြောင်းစာကူရာမတော်ရင်အယောင်ပြကန်တာဝန်ရှိသူတို့ကိုကိုးကားပြီးတော့ The Voice Weekly စာဆောင်မှာရေးသားထားပါတယ်အခုလို2009မော်ဒယ်အထက်ကားတွေကိုပါမစ်မလို့ပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်တဲ့အတွက်ကားစီးရီ တင်းကြီးဝင်ရောက်လာဝယ်ရှိနေပြီးတော့ကားစည်းတွေလည်းထိုးကြနိုင်တဲ့အကြောင်းရင်းရောင်းဝယ်အကျိုးဆောင်လောက်ကန်နေသူတွေရဲ့ပြောဆိုချက်ကို The Voice Weekly မှာဖော်ပြထားပါတယ်ခင်ဗျာရောင်မြို့မှာရှိတဲ့ခီးတဲ့တင်ဘတ်ကားတွေနဲ့တက်စီတွေအသုံးပြုတဲ့တဘာဝတန်းခွေရောင်းဆိုင်တွေပြီးခဲ့တဲ့စနေနေ့မနက်ကစပြီးတော့တက္ကသိုလ်နေညနေအထိရောင်းချမှုရပ်ဆိုင်သွားတဲ့အတွက်ကြောင့်ခီးတဲ့တွေဒုက္ခရောက်ခဲ့ကြပါတယ်။ဒေါညိုမာတက်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ ရန်ကုန်မြို့မှာရှိတဲ့တဘာဝတက်ငွေအယောင်ဆိုင်တွေကိုပေးပို့နေတဲ့ gas pipeline ပောက်တာကြောင့်ခီးသည်တွေကားတွေနဲ့တက်စီကားတွေအခက်ကြုံနေရပါတယ်။စနေနေ့ညနေ3:00နာရီလောက်ကစပြီးဓာတ်ငွေပြတ်တောက်သွားခဲ့တာပါဘယ်ချိန်လဲမရလို့မသိဘူးဂတ်ကဘယ်ဘယ်ချိန်ဘယ်နေ့ရဘယ်မနေ့ရပါ ။အဘာဖြစ်တာလဲနေလို့။ဘိုင်လိုင်းပေါ့လို့ပြောတာလေကန်းစားရည်။အခုဒီနေ့ဇန်နဝါရီပြန်ရမယ်။ဒီနေ့မနက်၄နာရီပြန်ပြေးရလို့။နောက်နောက်ပိုင်းအခုတော့ gas မရတဲ့အတွက်ကိုတို့ဘယ်လိုမျိုးဆုံးရှုံးမှုလဲရှိဆုံးရှုံးတာတော့အများကြီးပေါ့ gas မရတော့ဟိုနာကြီးကပေးရတဲ့အချိန်နေပုံသွားပြီးတော့မဆက်မရဘူး ညောင်နှုံးနဲ့ထန်းတပင်ဆက်ကရန်ကုန်မြို့ကိုပေးပို့နေတဲ့တဘာဝတက်ငွေ gas pipeline ပောက်တာကြောင့်အခုလို gas မပေးနိုင်တာလို့သိရပါတယ်နှစ်နာရီလားဟုတ်ဒီဘက်ဒီလေးလေးနိုင်ပါဦးဒီမှာဖိတ်တာနှစ်နာရီဒီမှာဖိတ်တာနှစ်နာရီပဲဖိတ်ကျလိုင်းမနေတာရှိလို့ရှိရင်တော့မနေတော့တော့ဟိုဆိုင်က9နာရီပဲ6နာရီလောက်ထိပြီးရဲ့ဆရာဘာဖြစ်တာလဲနဲ့ကိုအဲ့တော့တို့ကဂျောင်းတော့ပို့တဲ့ပိုက်ကပေါက်တော့လို့ ကိုရောမာထတာကားမောင်းတာပေါ့ကျောခရရှိပိုင်းကမာထတာပေါ့ဟုတ်ကဲ့ရှင်ဟုတ်ကိုအဲ့လိုကား gas မရတော့နေဘလို့ခက်ခဲနေရင်းဆိုင်ရနေရှင်ဘလို့ခက်ခဲနေရင်းဆိုင်တော့ကျွန်တော်တို့လည်းဟိုဘောဘီယိုဘောဘီကတည်းကလည်းဘယ်မှာမရအောင်အဲ့လိုကိုနေနော်ဦးတစ်ဖက်အစီအမပြေဖို့မှရတော့မယ်ခီးတယ်လည်းဂျူမီကျွန်တော်တို့လည်းဂျူမီရှိအဲ့ဒီ gas ပြတ်တောက်မှုကြောင့်ရန်ကုန်မြို့တွင်းပုံမှန်ပြည့်စွဲနေတဲ့ခီးသည်တင် bus ကားတွေနဲ့တက္ဆီတွေဟာမပြည့်စွဲနိုင်ပဲ gas ဆိုင်ရှိမှတက္ဆီစောင့်ဆိုင်နေကြရပါတယ် နှစ်နှစ်ရက်နေစပြီးစီရတာအခုညတညာလုံးဘူတီးရောဘူးမအိတ်ကစီဖဲတယ်ကမတဲ့ရတယ်တနင်္ဂနွေနေ့မနေ့ပိုင်းကစပြီး gas ပြန်နေပေးနေပြီမဲ့နေ့နယ်ပိုင်းအထိကားသွားနာနဲ့ခီးတဲ့တွေကားစီးပြီးခီးသွားဖို့ပုံမှန်မဖြစ်သေးဘူးလို့သိရပါတယ်ရှင်။ မာတက်ကသတင်းပေးပို့ထားတာပါဒီနေ့မေလ9ရက်နေ့ကစတင်ပြီးတော့မိုဘိုင်းဖုန်းတွေကနေအင်တာနက်အသုံးပြုခွင့်ပြန်လည်ချပြလိုက်ပြီလို့သိရပါတယ်။မြန်မာနိုင်ငံမှာလက်ရှိအသုံးပြုနေတဲ့ GSM နဲ့ CDMA မိုဘိုင်းစနစ်နှမျိုးစုံကိုအရင်ကအင်တာနက်အသုံးပြုခွင့်ချပေးခဲ့ပေမဲ့လည်းပြီးခဲ့နှစ်ကစပြီးတော့အသစ်ခွင့်ပြုမှုရပ်ဆိုင်ထားခဲ့ပါတယ်။အရင်က CDMA ဖုန်းတွေအင်တာနက်လျှောက်ခကြက် ၃၀၀ယူရာကနေအခုဂျင်းဆန်ဖုန်းတွေနီးတူ၁၀၀တောင်းပဲယူရမယ်လို့လဲကြေညာထားပါတယ်။အင်တာနက်အသုံးပြုကတွေကတော့မြန်နိုးပုံမြင့်တဲ့ CDMA တွေအတွက်တမနစ်ကို၄ချက်နှုန်းဂျင်းဆန်ဖုန်းတွေအတွက်ကတော့တမနစ်ကို၂ချက်နှုန်းသတ်မှတ်ထားပါတယ်။ အေယာဝီတိုင်းဗုံလေးမြို့နယ်ကကဒုံကတိကျေးရွာကငါးလုံးငန်းပညာသင်ကျောင်းဝန်ထမ်းတသချောင်းကြီးအကြောင်းပြချက်နဲ့ဘိုးဘပိုင်လေယာမြေတွေကိုအရမတည်ယူနေပါတယ်ဒီကျောင်းကိုတော့ဒေါက်ခင်မင်းစောကသတင်းပေးပို့ထားပါတယ်ခင်ဗျာမူလလဲပိုင်ရှင်တွေဖြစ်တဲ့ဥညိုလာနဲ့ဥမြင့်တောင်းတို့ပိုင်ဆိုင်တဲ့ခွန်တသမာ5ဧကကျယ်ဝန်းတဲ့လဲမြေတွေကို1995ခုနှစ်ကငါးလုံငန်းပညာသင်ကျောင်းဝန်ထမ်းတသချောင်းကြီးရေးအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့တည်ယူခံခဲ့ရတာပါ တင်းပြီးတော့နောက်ပိုင်းမှာဒေက72တင်းနှုံးပြီးမှလုဆောက်ဝင်ပြုမယ်ဆိုလို့စောင်းနေအခက်အခဲကြောင့်ကျွန်တော်တို့ဒေက72တင်းနှုံးပြီးတော့လုဆောက်ခဲ့ရပါတယ်နာကိကာလာထီအဲ့ဒီလိုငှားရမ်းကကိုငှားလုံငယ်ပညာသင်ကျောင်းရဲ့တတိယကျောင်းအုပ်ဒေါခင်အေးနွယ်ထံပေးတင်ပြီးငှားရမ်းခဲ့တာပါ2005ခုနှစ်နောက်ပိုင်းမှာတော့ငားရဲမွင့်ကိုပတ်လက်လိုက်ပြီး2011ခုနှစ်ရှစ်လပိုင်းမှာငားလုပ်ငန်းဦးစီးဌာနပင်လယ်လေမျိုးထိန်းသိမ်းရေးကဌာနပိုင်ကြီးကျူးကျော်ဝင်ရောက်မှု ဌာနပိုင်မြေတွင်းမှာရှိတဲ့တစ်ပင်တွေခုတ်လဲမှုနဲ့တရားစွဲဆိုခံခဲ့ကြရပါတယ်။တရားရုံးမှာလက်မြေခွန်ဆောင်ထားတဲ့ပြည်သာဟောင်းတွေကိုပြခဲ့ပြီးမြဲလဲတရားသူကြီးကမကြည့်ပဲပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။တရားရုံးကကျွန်တော်တို့မှာလက်ရှိကြံမရှိတဲ့အတွက်ကျွန်တော်တို့ကိုငွေရန်900သူမဟုတ်ထုံနဲ့55ရက်ကြက်ခံစီဆိုပြီးတော့စီရင်ချခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာ ျွန်တော်ဒီဘိုးဘပိုင်မြန်မာပြန်ပြီးတော့လှုပ်ရှားပိုင်ခွင့်ရနိုင်မှုအတွက်မြို့နယ်အထူးအချို့မှုထံမှာအတနာခံတင်ထားခဲ့ပါအဲ့ဒီအတနာခံစားကြောင့်ဘိုးကလေးမြို့နယ်တတော်ဦးသီးဌာနဦးသီးအရာရှိထံမှာစစ်ဆေးမြင်းမြန်းမှုကို2012ခုနှစ်တလပိုင်းမှာတာရောက်ဖြစ်ကြားပေးခဲ့ရပြီးအခုချိန်ထိသုံးတရာတုံ့ပြန်မှုမရရှိသေးကြောင်းမူလလည်းပိုင်ရှင်တွေကပြောပါတယ်ကျမခင်မင်းဆိုပါရှင် လိုင်နာမျိုးနယ်တွန်းကအတွန်းပဒံကြေးရွာအုပ်စုနဲ့အပြင်ပဒံကြေးရွာအုပ်စုတွေကလေယာဉ်မီပန်းရှင်15ဦးကလက်မီကျူးကျော်မှုနဲ့တရားစွဲခံရတယ်လို့လေပန်းရှင်တူဦးကပြောပါတယ်။သူတို့လက်မီတွေကိုရွှေတန်လွင်ကုမ္ပဏီနဲ့ဝါဝဝင်းကုမ္ပဏီတို့ကစက်ရုံစောက်ဖို့အိုးရင်ကနေပိုင်ဆိုင်ခွင့်ရယူထားပြီးတော့မူလလေပန်းရှင်တွေကိုတော့လေယာဉ်မီတွေပေါ်မှာကျူးကျော်နေသူတွေအဖြစ်တရားစွဲထားတာဖြစ်ပါတယ်။အဆိုပါကုမ္ပဏီနှစ်ခုကစက်ရုံစောက်ဖို့ရယူထားတဲ့လက်မီဧက900ကျော်ရှိပြီးတော့တချို့လေသမားတွေကတော့တေဧကကို ချက်၈သိန်းကနေ12သိန်းအကြားရောကြီးပေးတာကိုရယူထားပြီးလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းလေသမား100ကျော်လောက်ကတော့ရောကြီးကိုလက်ခံခြင်းမရှိသေးဘဲရန်ကုန်တိုင်းဝန်ကြီးချုပ်စီကိုစာတင်မှုပြင်ဆင်နေတဲ့အကြောင်းလွှတ်တော်အမတ်တူရဲ့ပြောပြချက်အရသိရပါတယ်ခင်ဗျာ။မြန်မာမှာအနောက်ဘက်မိုင်တိုင်158မြင်းဆောင်၅မှာတောင်သူတွေရဲ့ဘိုးဘပိုင်မြေယာတွေကိုမတရားရောင်းစားမှုတွေဖြစ်နေပါတယ်။နေရီကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ ရေရာရှင်မြို့နယ်ကဒေါ်ထားဤအပါအဝင်တောင်သူကိုရောက်ရဲ့မြေတွေကိုမြေစည်းဝင်တဲ့ဟောင်းတအူးကစိုက်မှုထောင်ရမ်းစနေတာပါ။အမြန်လမ်းမကြီးအနောက်ဖက်ပဲကျမတို့ဘိုးဘွားပိုင်မြေတွေကိုဒီမြေစင်းဝန်ထမ်းဟောင်းဖြစ်တဲ့ကိုသက်နိုင်ထွန်းကရောင်းချဖို့ကသူ့ရတဲ့ရှိတဲ့တဲ့မှာစိုက်ပုတ်ကြီးထောင်ထားပြီးရောရောင်းစားရမ်းကြံစီနေပါတယ်။ကျမတို့လိုပဲတခြားတောင်သူကိုအူးလည်းအခုလိုမျိုးပဲရောင်းစားခံထားရတာကိုတွေ့ပါတယ်။ အမြန်လမ်းမကြီးစတင်ဖောက်လို့တုန်းကလန်ဒန်ဘလုတ်တဲ့အတွက်ဖယ်ပေးခဲ့ရပြီးအခုအချိန်မှာတော့ကိုတက်နိုင်နှုတ်ဆိုသူကရောင်းစနေတာဖြစ်ပါတယ်။မြေပိုင်ရှင်တွေကနှစ်ပေါင်း60ကျော်ကနေပြီးလှုပ်ရှားနေပြီးတော့အမြန်လမ်းမကြီးဖောက်တဲ့အချိန်ကမှအဲ့ရကိုဖယ်ပေးလိုက်ရကိုမြေနဲ့မလွတ်ဘူးဆိုတော့အမြန်လမ်းမကြီးလည်းပြီးတော့အဲ့နေရာကိုပြန်ပြီးတော့လှုပ်ရှားမယ်ဆိုတော့ဒီတက်နိုင်ထုံးကရောင်းစပြီးသွားရဖြစ်နေကုန်တယ်။အခုကြောင့်ပိုင်နေကျွလွန်နဲ့ကိုလည်းတဲထူးရောပိုင်နေကျွလွန်နဲ့တရားပြန်ဆွဲထားတာကရုံးမှာ ဒီကိစ္စမှာရေဒါရှင်မြို့နယ်အုပ်ချုပ်ရေးမှုအပါအဝင်မြေစီဝန်ထမ်းတွေပါဝင်ပတ်သက်နေတာဖြစ်တယ်လို့မြေပိုင်ရှင်တဦးကပြောပါရယ်ဒီကိုတက်နိုင်ထွန်းကမြေစင်းဝန်ထမ်းအောင်ဖြစ်တဲ့အတွက်သူ့နဲ့အတူတူပူးတွဲပြီးရေဒါရှင်မြို့နယ်အုပ်ချုပ်ရေးမှုမြေစင်းဌာနမှဝန်ထမ်းများအကုန်ပူးပေါင်းပြီးတော့ဒီကျမတို့အခွက်တွေကိုရောင်းစားထားတဲ့အတွက်ကျမတို့ဘလို့မှမတက်နိုင်ဖြစ်နေပါတယ်တောင်သူတွေအနေနဲ့တအားနဲ့လဲနစ်နာနေကုန်ပါတယ်တဖြည်းဖြည်းနဲ့ အခုလိုမတရားမှုတွေကိုတိရှိပြရှင်းပေးဖို့အတွက်သက်ဆိုင်ရာအာဏာပိုင်တွေစီစတင်ထားတာလည်းဖြစ်ပါတယ်။နေပိုင်ရှင်လည်းဖြစ်တယ်။ကျမတို့အခုပိုင်နေကျွလွန်နဲ့လည်းတရားစွဲခံထားခြင်းဖြစ်ပါတယ်။အဲ့မတရားမှုတွေကိုကျမတို့ကအခုဟိုပြန်လည်ပြီးတော့ရင်းဖြစ်ဖို့အတွက်ခရိုင်နေစဉ်ဦးစီးဌာနခရိုင်အုပ်ချုပ်ရေးမှုရုံးခရိုင်ရဲတပ်ဖွဲ့အကောင်လုံးဒီအသီးသီးကိုပေါ့နော်ကျမတို့ဒီစာရင်းလည်းတင်ထားပြီးဖြစ်ပါတယ်။ကျမညီကတရင်ပေးဖို့ထားပါရှင့်။ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာပါတီဝင်ဖြစ်ရှောက်ထားလို့တဲ့သူတွေဟာခြားပါတီတွေကဖြစ်ရင်လည်းကန့်သက်ချက်မရှိလက်ခံမှာဖြစ်ပေမဲ့နိုင်ငံရေးပြစ်ချက်ကြီးရှိနေသူတွေကိုတော့လက်ခံမှာမဟုတ်တဲ့အကြောင်း NLD ရဲ့ပြောခွင့်ရဦးညာဝင်းကပြောပါတယ်။နိုင်ငံရေးပြစ်ချက်ကြီးဆိုတာကတော့ NLD ပါတီဝင်ဟောင်းဖြစ်ခဲ့ပြီးတော့အများသဘောတူဆန္ဒကိုဖောက်ဖျက်ခဲ့ခြင်းများကိုဆိုလိုတဲ့အကြောင်းဦးညာဝင်းကရှင်းလင်းပြောဆိုပါတယ်။လောလောဆယ် NLD ပါတီဝင်မှုရှောက်ထားတဲ့သူတွေထဲမှာ2010ကာလတုန်းကပါတီရဲ့ဆုံးဖြတ်ချက်ကိုမလိုက်နာဘဲ ပါတီသစ်တီထောင်ရွေးကောက်ပွဲဝင်ခဲ့တဲ့ဒေါက်တာတန်းဝင်းဦးကြည်မင်းတို့နဲ့ပတ်သက်ပြီးတစုံတရာမပြောနိုင်သေးတဲ့အကြောင်းနဲ့အစည်းအဝေးထိုင်ပြီးမှပြောနိုင်မှာဖြစ်တယ်လို့လည်းဦးညံဝင်းကပြောပါတယ်အထက်မြန်မာပြည်သတင်းစာဆရာများအတင်းပေါ်ပေါ်ရေးအတွက်ညီနိုင်စီဝေးကိုမေလ6ရက်နေ့မနက်7:00နာရီကမန်လေးဘူရာကြီးအနီးမှာရှိတဲ့မင်းတီရကိတ်မုံဆိုင်မှာကျင်းပခဲ့ပါတယ်။ဥအောင်စောထက်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ကျွန်တော်ကိုပိုင် င်းရှင်းနေလည်းရှိရမယ်ဆိုတဲ့အပိုင်းအဲ့ဒီအခမ်းအနားကိုမန္တလေးမြို့ကန်သတင်းစာဆရာတွေအပြင်မုံရွာမြစ်သားတို့ကသတင်းစာဆရာအချုပ်လည်းတက်ရောက်ခဲ့ကြပါတယ်စီမင်းစီတာတော့ဆရာတက်နေတော့ပြတ်သွားတာဒီခါဆိုကျွန်တော်တို့ဒီပစိခိုက်ပြီးတော့ဆရာဆရာကြီးတွေဖြစ်တဲ့ဆရာညီပူလေးဆရာစုငှက်ဆရာကျော်ရင်မြင့်ဆရာတိုက်ထွန်းတဲ့ဆရာတင့်တော်ဆရာခင်အောင်ဝန်းဆရာတင်လင်းဆရာဆွေနိုင်စစ်အပါဝင် မြို့ခံစာရေးဆရာတင်းသာဆရာတွေကအကြံပြုဆွေးနွေးခဲ့ကြပါတယ်။ဒီလိုကြံပေးနေတာကမှတ်ချက်ကတော့ပတ်စံမှုရှာတတ်မယ်တဲ့ဗျာလေ။အဲဒီမူလေးကိုချက်ပြီးတော့ပါတယ်။နောက်တစ်ခုကတော့ဟိုဆူတဲ့ပြောထားတဲ့လူတော်မာရဲ့ဆုံးမစကား။အဲဒီနောက်လူငယ်တင်းသာဆရာဆယ်ဦးပါဝင်တဲ့အထက်မြန်မာပြည်တင်းသာဆရာများအတင်ပြမြောက်ရေးကွန်ပဏီတရက်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။လူငယ်တွေဖွဲ့စည်းပြီးတော့အတင်းခွက်တခုဒီထောင်ရင်ကောင်းပါပဲဆိုရဲအစီအစဉ်လေးကျွန်တော်တို့ဒီမဲ့ဆုတဲ့တစ်ပတ်တစ်ခါဆုရဲဆုပြီးတော့ကျွန်တော်တို့ ်ဆက်လုပ်ဖြစ်ပါတယ်။ဒေါ်မီကအဖွဲ့ရွယ်ချက်အခြေခံစည်းမျဉ်းနဲ့ဖွဲ့စည်းပုံတွေကိုလေ့လာပြီးအဖွဲ့ရဲ့အခြေခံမူတရက်ကိုရေးဆွဲကဖွဲ့စည်းကြမှာဖြစ်ပါတယ်။ပြည်သူများရှင်လက်ကောင်းနေမှာလည်းပဲအားလုံးရဲ့ကျွန်တော်တို့နောင်တော်တွေပေါ့နော်နောင်တော်တွေအမတော်တွေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အခုဖွဲ့စည်းလိုက်တဲ့အထက်မှာပြည်သတင်းသာဆရာများအတင်ဖြစ်မြောက်ရေးကော်မတီဟာ MJM မြန်မာ channel လေးကွန်ရက်မန္တလေးကိုဖျက်သိမ်းပြီးဖွဲ့စည်းလိုက်တဲ့ဖွဲ့စည်းဖြစ်ပြီးဖြစ်မြောက်ရေးကော်မတီဝင်အများစုက ရခိုင် MGM မန္တလေးမှာတင်းနာဆရာတွေရဲ့အကျိုးအတွက်ဥဆောင်လုပ်ကင်သူတွေဖြစ်တယ်လို့သိရပါတယ်ကျွန်တော်အောင်စောထက်ပါ ဒီနေ့2022ခုမေလ9ရက်တနင်္လာနေ့ညနေ4နာရီထိရရှိထားတဲ့ပြည်တွင်းပြည်ပဒီမိုကရက်တစ်မြန်မာအသံသတင်းတောက်တွေရဲ့သတင်းပေးပို့ချက်တွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ထပ်မံရရှိတဲ့သတင်းတွေကိုလည်းညနေ6နာရီနဲ့7နာရီတွေမှာဆက်လက်ထုတ်လွှင့်ပေးသွားအောင်ပါဒီမိုကရက်တစ်မြန်မာအသံကိုရှုစားအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ I C J မြန်မာပြည်အနှံ့အမေလေရရကသတင်းတွေဓာတ်ပုံတွေဗီဒီယိုကလစ်တွေကို ICJ 2DVB@gmail.com ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်။တာလူလည်းမားရဲ့အကျိုးစီးပွားအသာပေးနိုင်တဲ့ဥပဒေကိုလက်လက်ပြီးပါဝင်အောင်ဆက်လက်ပြီးတော့ဆွေးနွေးမှုနိုင်ကြပါမယ်။ချော့ပြေဒီမှာဇီးဝါကြပြီးကြပြီးအဲ့ရဆရတယ် Hi Citizen Journalist ပြည်သူပြည်သားသတင်းသမားရုပ်မြင်သံကြားအစီအစဉ်မှာထက်သွင်းပြသပေးမယ့်အပြင် Democratic မြန်မာအသံ website နဲ့ Facebook YouTube channel တွေမှာလည်းထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဓာတ်ပုံဗီဒီယိုတွေမှာထည့်သွင်းဖော်ပြစီခြင်းနဲ့ရိုက်ကူးသူရဲ့နာမည်ကိုလည်းထည့်သွင်းဖော်ပြပေးဖို့လိုအပ်ပါတယ်။သတင်းအတွက်လိုအပ်လာလို့ရှိရင်ဆက်သွယ်နည်းမြန်းနိုင်ဖို့အတွက်တယ်လီဖုန်းနံပါတ်တွေကိုလည်းထည့်သွင်းပေးဖို့ဖြေကျင်ပါတယ်ရှင်။ ICJ ပြည်သူပြည်သားသတင်းသမားတွေအတွက်လည်းဒီပညာအကူအညီတွေလည်းထုတ်လွှင့်ပေးဖို့အစီအစဉ်တွေရှိပါတယ်။ Democratic မြန်မာအသံကို video တွေဓာတ်ပုံတွေပေးပို့လာကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ Hello ဟုတ်ကဲ့ပါ။ဒီပြည်ပြည်သားဟောပါတယ်ခင်ဗျာ။ icj2tvb@gmail.com কো সাথে বিবাহ থেকে করে